ကျောင်းသားလေးတွေရိုက်ကူကမိဘနှစ်ပါအတွက်ရန်ကုန်မြို့မှာတင်းထောင်ချီတန်းနဲ့တိုက်ခန်းဝယ်ပေးလိုက်တဲ့အမေသင်ချစ်ပရိသတ်များအလုံးမင်းလာပါရှင့်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ီကနေ့နဲ့အချိန်ကာလအတွင်းမှာမိမိကြောင့်မတတ်ချင်မှုလို့ပြောရင်းနဲ့ Facebook ပေါ်မှာနာမည်ကြီးခဲ့တဲ့တမီလေးမေတ္တဇင်ချစ်ကိုအားလုံးလေးမှတ်မိကြမယ်လို့ထင်ပါတယ်။အခုခါမှာတော့တမီလေးမေတ္တဇင်ချစ်ကအားလုံးမထင်မထလောက်တဲ့အကြောင်းရင်းနဲ့ပဲရန်ကုန်မြို့မှာတန်းရာထောင်ချီတန်းတဲ့တိုက်ခန်းတခန်းကိုဝယ်ပေးလိုက်တယ်လို့သိရပါတယ်။တမီလေးမေတ္တဇင်ချစ်က ARD တိုင်းကျုံပြုံမြို့နယ်တတိကုန်းကျေးရွာကဖြစ်ပါတယ်။တမီလေးမေတ္တဇင်ချစ်မှာအမတစ်ယောက်နဲ့ညီမလေးတစ်ယောက်ရှိပြီးတော့တမီးအလတ်လေးဖြစ်ပါတယ်။တမီးလေးမေတ္တဇင် ချေရဲ့မိဘနှစ်ပါးကတော့တာမန်ယိုးသားတဲ့တောသူတောင်သားတွေပါ ဒီကနေ့နဲ့မှာတော့သမီးလေးမေတ္တဇင်ချစ်တယောက်ကျောင်းစတတ်တော်ကလေးတဘာဝငိုယိုရင်းနဲ့မိမိကျောင်းမတတ်ချင်မှုဆိုတဲ့ဗီဒီယိုဖိုင်လေးကြောင့်ဆရာဖြစ်သူချူးလင်ဆိုကတင်ခဲ့အပြီးမှာသမီးလေးမေတ္တဇင်ချစ်ကတနိုင်ငံလုံးကပရိသတ်တွေရဲ့အသေးနှလုံးကိုအသိပိုင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းသမီးလေးမေတ္တဇင်ချစ်ကအရွယ်ငယ်ငယ်လေးနဲ့ကြော်ညာတွေများစွာကိုရိုက်ကူးခွင့်ရခဲ့ပါတယ်။အထူးသဖြင့်တော့သမီးလေးမေတ္တဇင်ချစ်ကိုချစ်ကြတဲ့တနိုင်ငံလုံးကပရိသတ်တွေကြောင့်သမီးလေးမေတ္တဇင်ချစ်ဘာပဲကြော်ညာကြော်ညာဝဝကွေအောင်ပေါက်ခဲ့ ရပါဒါကြောင့်လေမေတ္တဇင်ချစ်ကငငယ်ရွယ်လေးနဲ့မိဘကိုလှုပ်ကျွေးနိုင်တဲ့တမိကောင်းယတနာလေးဖြစ်ခဲ့တာဖြစ်ပါတယ်ဒါအပြင်မေတ္တဇင်ချစ်လေးဟာကြောင်ညာရိုက်ကူလို့ရတဲ့ငွေတွေကိုရွာလန်းပြင်တာအလူလုံးတာတွေကိုပါလှုပ်ခဲ့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တမိလေးမေတ္တဇင်ချစ်တယောက်အရင်ကလောက်နာမည်မကြီးတော့တာအမှန်ပါပဲဒါကြောင့်လေပေါ်ပင်အင်တာနက်ဆယ်လီတွေရဲ့ထုံးစံလို့ဆိုရမှာပါမြန်မာနိုင်ငံ Facebook လောကမှာတယောက်ယောက် Facebook ပေါ်မှာနာမည်ကြီးပြီးတော့ကြောင်ညာတွေရိုက်ဝင်ငွေတွေရခဲ့ပြီးတော့

။နောက်ထပ်ဆယ်လီအသေးသေးတွေပေါ်လာခဲ့ရင်သူတို့ဘက်ကဝဲကူးသွားကြပါရင်ဒါကြောင့်လည်းရှေ့မှာရိုးသားတဲ့မတ်ဝဝင်းမြင့်တို့အပွားလေးတို့ဂျန်တော်တို့လည်းခံခဲ့ရပါရဲ့။အခုနောက်ဆုံးရေကဲတုတ်တဲ့ကိုရှိုင်းစော်တို့ဖတ်တီမာတို့ကလည်းနောက်ဆိုရင်နမဲဆက်ကြည့်ဖို့တော့မသေးကြဘူးလို့ပြောနေကြတာပါ။ပရိသတ်တွေကတော့နောက်ပိုင်းမှာမမြင်ရတော့တဲ့သမီးလေးမိသားစုချစ်ကရောစီးပွားရေးသမားတွေလုပ်ငန်းရှင်တွေရဲ့အတုံးချခံရအပြေးမှာပျောက်ကွယ်သွားပြီလားဆိုပြီးတော့စိတ်ပူနေကြပါရဲ့။ဒါပေမဲ့လည်းသမီးလေးမိသားစုချစ်ကအခုနောက်ပိုင်းအင်တာနက် ပေါ်မှာနာမည်သိမ့်မကြီးပဲမလဲအခုချိန်ရန်ကုန်မြို့မှာမိဘနှစ်ပါးနဲ့မိသားစုဝင်တွေအတွက်ရန်ကုန်မြို့ကြီးမှာအခြေချနေထိုင်နိုင်ဖို့အတွက်တိန်ထောင်ကျော်လန်တိုက်ခန်းတခန်းကိုဝယ်ယူလိုက်တယ်လို့သိရပါတယ်ဒီလိုမျိုးသမီးလေးမိသားစုချစ်တို့မိသားစုရန်ကုန်မြို့မှာတိုက်ခန်းဝယ်လိုက်နိုင်တာကသမီးလေးမိသားစုချစ်နာမည်ကြီးခဲ့စဉ်ကရရှိထားတဲ့ငွေကြေးနဲ့စုဆောင်ပြီးတော့ဝယ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်အထူးသဖြင့်တော့ရန်ကုန်မြို့မှာဆိုရင်သမီးလေးမိသားစုချစ်နဲ့သမီးလေးတို့ရဲ့ပညာရေးကျမ်းမာရေးကိစ္စတွေအဆင်ပြေပြီး ဘဝရှည်ရေးတိုးတက်ဖို့အတွက်အဝယ်ယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။အထူးသဖြင့်တော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့သွားလာရာခက်ခဲဝေးလံတဲ့နေရာမှာနေရာထံသမီးလေးရဲ့ပညာရေးအနာဂတ်ကိုမျှော်ကိုပြီးတော့ရန်ကုန်မြို့မှာအခြေချနေထိုင်ဖို့အတွက်အဆုံးဖြတ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်မေသစင်ချစ်ကိုချစ်ကြတဲ့ပရိသတ်တွေကဝမ်းသာနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရန်ကုန်မြို့မှာမိဘတွေအတက်တိုက်ခန်းဝယ်ယူပေးခဲ့ရတဲ့သမီးလေးမေသစင်ချစ်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ င်နောက်ထပ်လက်ဆက်ဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်